ွေးသားမတော်ဆက်တဲ့ကလေး63ယောက်ကိုဆရာဝန်ဖြစ်အောင်ပြုထောင်ခဲ့တဲ့ရခိုင်လူမျိုးနှလုံးလားဆရာဝန်ကြီးဒေါက်တာကျော်တာစိန်မင်္ဂလာပါရှင်ဆယ်လျင်ဆိုင်တာမှပြန်လည်ကြိုဆွန်လိုက်ပါတယ်ကိုရိုင်းကဆင်းရဲနွားပါကဘဝနာခဲ့သူမုံဆင်းရဲနွားပါတဲ့ကလေးတွေကိုဘဝနဲ့ရင်ကပညာသင်ကြားပေးခဲ့တာကတော့ရခိုင်လူမျိုးဆရာဝန်ဒေါက်တာကျော်တာစိန်ပါအလုံးလေးတည်ကြတဲ့မြန်မာနိုင်ငံရဲ့ခေတ်ချင်းဒီမှာကာမန်ခြေခံလူရန်းစားမိပါရင်းနေတဲ့သာသမီကလေးတယောက်ကိုတော့လူလားမြောက်အောင်ပြညာသင်ကြားဖို့မလွယ်ကူပါဘူး။ ဒါပေမဲ့လည်းဆ ्याम ာကြီးဒေါက်တာကျော့တာစင်ကတော့ကလေးပေါင်းများစွာကိုသူမဆေးကုသပြီးရှာထားတဲ့ချွေးနေဆောင်ငွေတွေနဲ့ဆရာဝန်တွေအင်ဂျင်နီယာတွေကျောင်းဆရာဆ ्याम ာတွေဖြစ်အောင်ပြုစုပြောင်းထင်ကြားပေးနေတာဖြစ်ပါတယ်ဒေါက်တာကျော့တာစိန်ဟောင်းဖွံ့ဖြိုးမှုနောက်ကြကစီးရင်နော်ပါတဲ့ရခိုင်ပြည်နယ်ကတာမန်ခြေကန်လူရန်စာမိပါနှစ်ပါးကနေမွေးဖွားလာခဲ့တဲ့သူပါဆ ्याम ာကြီးဖြစ်တဲ့အိမ်မက်တစ်ခုကဆရာဝန်ပါဒါပေမဲ့လည်းငယ်စဉ်ကမပြည့်စုံတဲ့မိဘကြောင့်အလုံးလုံးရင်ကြောင်တက်ရလို့ဆယ်နှစ်နှစ်ကြာခဲ့တယ်လို့ဆိုပါတယ် အရှုံးမပေးဘဲကြိုးစားရင်၃နှစ်မြောက်မှာကုံတူးတွေနဲ့အောင်ပင်ဆောင်းဝင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဆ iam ကြီးတော်ချော့တာစိန်ဟာဆောင်းဝင်လွယ်လည်းမဖြစ်ခဲ့ပါဘူး။စေးချောင်းတက်ဖို့မတက်နိုင်တဲ့မိဘတွေရဲ့အခြေအနေကြောင့်ဆ iam ကြီးဟာစေးချောင်းပထမနှစ်ကိုကုံစိန်နှမ်းမှဆင်းရောင်းရင်ကျောင်းတက်ခဲ့ရတယ်လို့ဒုတိယနှစ်ကိုပဲမြင့်ထမ်းမြင့်ရောင်းရင်ကျောင်းတက်ခဲ့ရတယ်လို့ဆိုပါတယ်။ စေချောင်းတက်တရနေမှာတော့ဆ ्याम မကြီးဟာတမဝါယမစေကံမှာစီရင်မလုပ်ရင်ချောင်းတက်ခင်ရတယ်လို့နောက်ဆုံးနေ့မှာတော့သူကဆ ्याम ဝင်ကြီးတရချောင်းထားပေးလို့ဆ ्याम ဝင်ဖြစ်လာခဲ့တယ်လို့သိရပါတယ်ဒါကြောင့်လေတောင်တာကျော့တာစိန်ဟာသူမကိုယ်တိုင်ကဘဝအခက်အခဲတွေအမျိုးမျိုးကြားကယုံကံရင်ဆံဝင်ဖြစ်လာသူမျိုးဘဝနာရဲလို့ဆိုပါတယ်။ ဒေါက်တာကျော်တာစိန်ဟောင်းဒုကုဆရာဝန်မကြီးမို့ချမ်းသာကျွမ်းဝစွာနေနိုင်ပေမဲ့လည်းစီးစိန်ဥစ္စာချမ်းသာကျွမ်းဝမှုကိုမခံစားပဲသူမပိုင်ဆိုင်တဲ့ကားတွေတိုက်တင်ခြံနေကိုရောင်းချကောင်းမွေးစားသားသမီးတွေကိုဆရာဝန်တွေအင်ဂျင်နီယာတွေဖြစ်အောင်သင်ကြားပေးနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းရခိုင်လူမျိုးဆရာဝန်မကြီးဒေါက်တာကျော်တာစိန်ကိုအားလုံးကချီးကျူးအထောက်ပြုကြသလိုဆရာမကြီးရဲ့စိတ်ထားနဲ့မုံမြတ်မှုကိုလည်းလေးစားအထောက်ပြုကြရတာဖြစ်ပါတယ်။ ဒါပြင်ဆ ्याम ကြီးဟောင်းဆ ्याम ဝင်းဖြစ်ပြီးနောက်ပိုင်းမြို့ပေါ်မှာစေကန်းဖွဲ့ငွေရှာရာမျိုးမလုပ်ဘဲဝေးလံခေါင်တည်ပြီးဆ ्याम ဝင်းလိုအပ်နေတဲ့ဒေတာတွေကိုသွားရောက်ကတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ဆ ्याम ကြီးဒေါက်တာကျော်တာစိန်ဟောင်းရခိုင်ပြည်နယ်ပါဝင်ဝေးလံခေါင်ပြဆင်းရဲနှပ်ပါတဲ့ဒေတာတွေမှာပညာသင်ကြားခြင်းပေမဲ့မိဘကမတက်နိုင်တဲ့ကျောင်းသားတွေအတွက်ကိုပေါ်ကနေကိုချင်းစာကအခမဲ့စာသင်ကျောင်းတွေစာသင်ဝိုင်းတွေကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒါပြင်ဆ ्याम မကြီးရဲ့ကျောင်းကပညာထူးချွန်တဲ့ကလေးတွေကိုဆ ्याम မကြီးဟာဆရာဝန်သူနာပြုအင်ဂျင်နီယာကျောင်းဆရာကျောင်းဆရာမတွေဖြစ်အောင်ဆ ्याम မကြီးကိုယ်တိုင်ငွေစိုက်ထုတ်ကောင်ပညာသင်နေရဖြစ်ပါတယ်။တချို့သောသူတွေကဆိုရင်ဆ ्याम မကြီးကိုလေးစားလို့ငွေသိန်း၈၀၀တထောင်လူတန်းပေမဲ့လည်းဆ ्याम မကြီးကငွေကိုစုစည်းစွာလက်မခံပါဘူး။ဆ ्याम မကြီးကသူများငွေတွေကိုယူကောင်စီးပွားရေးဆန်ဆန်ပရဟိတမလုပ်ချင်ကြောင်းသူမတက်နိုင်မြအားလေးနဲ့အများမြင်ရှင်းအောင်ကူညီချင်တယ်လို့ယူသားစွာပြောလာတာပါ။ ပြည်သက်တွေကရောနှလုံးလောက်ဆံဝင်ပါကြီးဒေါက်တာကျော်တာစိန်ပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။